ညောင်ရွှေမြို့ဝင်းကျင်၌မိုးဆက်မပြတ်ရောတော်မူကြောင်းလူနေရက်ွက်ချို့နှင့်လဲဆိုင်ခင်းများရေနစ်မြုပ်မှုဖြစ်ပေါ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ညောင်ရွှေမြို့နှင့်ပတ်ဝန်းကျင်ဒေသများတွင်မိုးဆက်မပြတ်ရောတော်မူကြောင်းရွှေညောင်ညောင်ရွှေကာလမအချို့နေရာများ၌ရေလွှမ်းကျော်မှုများဖြစ်ပေါ်ခြင်း၊နဒီကန်နှင့်တာစီကန်ရေမျက်နှာပြင်မြင့်တက်ခြင်း၊မြေနိမ့်မှန်လူနေရက်ွက်များဖြစ်သည့်တာစီရက်ွက်၊ကန်တာရက်ွက် နေရအတော်များများနှင့်မြို့လေရက်ွက်ဝင်းရက်ွက်များအတွင်လမ်းကျွန်းနှင့်လူနေကျွတ်တို့တွင်ရေလွှမ်းရေကျော်မှုများဖြစ်ပေါ်လျက်ရှိပြီးစဘာဆက်ကင်းအကျွတ်ရေနစ်မြုပ်လျက်ရှိကြောင်းသိရှိရပါသည်အဆိုပါရေလွှမ်းရေကျော်မှုများကြောင့်လူနှင့်အိမ်မွေးတိရစ္ဆာန်များထိခိုက်ဒေဆုံးမှုတစုံတရာမရှိခဲ့ကြောင်းနှင့်လူအပ်လာပါကအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာမှာ ယာယီကူညီကယ်ဆယ်ရေးစကမ်းများဖွင့်လှစ်ထားရှိပြီးအသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။